လပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာရဲ့အမဖြစ်သူအထက်လွတ်တော်အမတ်အီမီမာကော့စ်ကနိုဝင်ဘာ18ရက်နေ့မှာသမ္မတကိုကိုကင်းမူရစေဝါသုံးဆွဲနေတယ်ဆိုပြီးလူသိရှင်ကြားဆွဆွဲခဲ့တာဖြစ်ပါတယ်။ဒါကိုဖာဒီနန်မာကော့စ်ဂျူနီယာကတော့ညှင်းဆိုခဲ့ပါတယ်။မောင်ဖြစ်သူသမ္မတမာကော့စ်ကမူရစေဆွဲနေတာကြောင့်သူ့ရဲ့စီမံအုပ်ချုပ်မှုမှာပြဿနာတွေရှိလာစေတယ်လို့အာဂရီကိစ္စတွေပါရောရှက်လာစေတယ်လို့အီမီကဝေဖန်ခဲ့ပါတယ်။အစိုးရပြန်ကြားရေးအရာရှိကက်စထရိုက အင်မီရဲ့အခြေမြင့်မရှိတဲ့ဆွဆွဲချက်ကလွတ်တော်ထဲမှာအခြေအနေမကောင်းပဲဖြစ်နေတဲ့သူ့ရဲ့မဟာမိတ်တွေကိုကာကွယ်ဖို့သွေးယူသွေးတံစ조사မှုတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့တံပြန်ထုတ်နှက်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာရေကြီးမှုတားဆီးရေး project ရန်ပုံငွေတွေနဲ့ပတ်သက်လို့လူဒုအာယုံဆိုင်ကံရတဲ့အာဂရီကိစ္စကြီးတစ်ခုကိုစုံစမ်းစစ်ဆေးတဲ့အခါအင်မီရဲ့မဟာမိတ်တွေအမှုပတ်လာနိုင်တယ်လို့ Gastro ကထောက်ပြသွားပါတယ်။အီမီဟာဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတက်တေးရဲ့မဟာမိတ်တအူးဖြစ်ပြီးသူ့မောင်လက်ရှိသမ္မတနဲ့ပတ်သက်ရင် အရင်ကတည်းကပြင်းထန်တဲ့ဝေဖန်ထုတ်တဲ့စကားတွေကိုပြောလို့ရှိပါတယ်ရှင်။